ကနက်ကပ်ပြန်တော့ကြားနိုင်တော့တော့ပေါ့နော်ကြားနိုင်တော့ကျွန်တော်နားနာအောင်ကပ်ပြောတာကပ်ပြောတော့အဖေသွားတဲ့ရှေ့တော့မရမိုးလင်းသားတိုက်ပွဲဝင်မှာဖြစ်တော့ကအဖေလည်းမရှင်းတာတူပေါ့နော်ဒါတော့ကျွန်တော်မိဘကိုစော်ကားတာမဟုတ်ဘူးအဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်အနေထားဆိုတော့ဟိုအဖေတယောက်ဘလို့မှရနိုင်တဲ့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တဲ့အနေနဲ့အဖေသွားတဲ့ရှေ့တော့ဆိုနားနဲ့ကပ်ပြောလို့ရှိရင်မှာအဖေလည်းသားလည်းကောင်းနားထောင်လည်းမသိဘူးကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်စုံသွားတဲ့အချိန်မှာအဖေတကနားထောင်တာတော့ တစ်ချက်ရှိရကျွန်တော်အညာသားရငခုတော့ကတော့နားမထောင်ခဲ့ကျင်တာတော့မဲ့အဖေတော့တော်တော်ရေးတဲ့တော့ဝင်တော့မကြိုက်ဘူးပေါ့အဲ့တော့နားမထောင်ခဲ့ဘူးဒါပေမဲ့အဖေဆုံးတဲ့အချိန်မှာကျွန်တော်အဲ့စကားတစ်ခုတော့နားထောင်နားထောင်ခဲ့ဘယ်လိုလဲဘယ်တကားမျိုးလဲဆိုတော့ကျွန်တော်ကအဖေကမှားခဲ့တယ်ငါသားတဲ့ငါသေးရင်ချတာချတရက်မှမထားနဲ့ဘယ်အမျိုးမှမစောင့်နဲ့တဲ့အဲ့ချိန်မှာကျွန်တော်အဲ့စကားတော့အရင်နားထောင်ခဲ့ဘူးဟိဘယ်လိုဖြစ်လဲအဲ့စကားကိုကျွန်တော်နားထောင်နေအဲ့ချိန်မှာနားထောင်တော့အဲ့ချိန်မှာကျွန်တော်ကတော့အမျိုးလေးကိုကြိုးပြီးအဖေကဆုံးပြီကဲငါတော့ငါလည်းတိုက်ပွဲဝင်မှာဒါပေမဲ့အဖေကိုတချို့ကြမယ်ဆိုတော့ ဟိုညီကောင်မတော်မကျွန်တော်တော့9ယောက်ရှိ9ယောက်ရှိတော့အကိုကြီးတော့လည်းဟာအောက်ကမျိုးလည်းစောင့်ကျင်သေးပဲဆိုတော့စောင့်ကျင်သေးပေါ့ကျွန်တော်ဒါပြည်သူတို့ချင်းချောက်တော့မဟုတ်ပါကျွန်တော်ရဲ့ဒါမွေးချင်းတော့ချင်းချောက်ပြီတော့ဗလားဒါဒါဒါကတော့ကျွန်တော်တို့ဒီကုန်းဒီဘုကုန်းမစ်ရှင်တွေအတိုင်းပြည်တွေလုပ်ချင်တဲ့စံနာကြောင့်ဒါကျွန်တော်ရဲ့ဒါမွေးချင်းတွေကိုလိန်ခဲ့တဲ့ဇကားလေးပေါ့အဖေထားလို့မရဘူးတနိုင်တော့ထားလို့မရဘူးငါကဒီဘုကုန်းတိုက်ဝဲဝင်ပဲရဲပေါ့တဲ့ဒီချိန်မှာစက်ကောင်စီရဲ့တိတော်ရင်ဒီကြောင်ဘုံကျဲရင်တူအောင်တို့ခွာရတယ်လို့မင်းတို့လည်းတခွာရလိုက်မယ်အဖေကိုချရချတကယ်တော့အဖေချရချင်တာကျွန်တော်ကချရချင်တော့ အေးအဲ့ဆိုတော့ချအောင်ပါကွာလေဒီဘုကုံတိုက်နေတယ်တို့လင်းလာမှဖြစ်တဲ့တော့ကတော့ချကိုချအောင်ပါဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ကအဖေကိုဟိုနိုင်ဝက်လောက်ပဲကြာမယ်ပေါ့နော်အဲ့ချိန်မှာကြားကြားတဲ့ချိန်မှာကျွန်တော်တို့ကမီးစကြိုတယ်မီးစကြိုယူမှာကျွန်တော်မီးလို့တော့မသိဘူးမီးမသိဘူးကျွန်တော်ကအဖြစ်ပြက်ကဘာလို့ဆိုတော့ကျွန်တော်ကရဲဘော်တီကိုသွားကျင်တာကိုရဲဘော်တီအတိုင်းပြေတော့ကိုသွားကျင်တယ်ဒီဒီဘကိုနိုင်ကိုနိုင်ရမယ်ဆိုတော့ကဖြစ်ပြက်ကရှိသွားကျင်တာအဲ့ချိန်မှာကျွန်တော်ရဲ့ဟိုမီးစကြိုပြီးတန်းပြီးကျွန်တော်တို့ကမီးနဲ့ပိုင်းလောက်ပဲကျွန်တော်တို့အမေကိုရေလဲပြောပြီးကမှဆင်းတဲ့အချိန်မှာ ောက်ထပ်ကြီးကြီးမားမားပေးဆက်ရတဲ့ခုကကျွန်တော်ရဲ့ဒုတိယဖေထပ်ပြီးပေးဆက်ရတာပေါ့နော်ဒူရင်မူဥကံခေါ်ဖို့စက်မုံပေါ့အဲ့ချိန်မှာကပေးဆက်ရတယ်ကျွန်တော်ဒီအယောင်လေးကိုမြင်လိုက်ဒူရင်မူလည်းသတိရတယ်ဒူရင်မူလောရက်တွေကိုလည်းခုချိန်ထိအမှတ်ရရှိနေတယ်မို့ရှိတယ်ပေါ့နောက်တစ်ချက်ကဟိုတော်လိုင်းရေးကာလ၄နှစ်ကာလမှာကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကာလမှာကျွန်တော်တို့ကတော်လိုင်းရေးကိုနည်းနည်းသွေးအေးကောင်းသေးအေးနိုင်နေမယ်ဒါပေမဲ့ဒူရင်မူကြပြီးတဲ့နောက်ဆုံး ကျွန်တော်အခုခြေောက်တစ်ဖက်မတန်တော့ဘူးဒူရင်မှုရဲ့ကိုသားနှစ်ဆကျွန်တော်ပြန်ကြိုးစားမှာနှစ်ဆရအောင်ကိုကြိုးစားမှာခြေတော့ပါပြတ်နေပါလေကျွန်တော်အသက်ရှင်နေ၍ကျွန်တော်ကတော့ဒူရင်မှုရဲ့ကိုသားရောကျွန်တော်အရင်ရှေ့ရှေ့မှာကြားသွားတဲ့ရဲဘော်တွေရဲ့ကိုသားဒါကျွန်တော်တို့နဲ့အတူနေခဲ့တဲ့ဘုဆုံမလို့လည်းရှိတယ်ဘုဆုံမလည်းကြားတယ်ကျွန်တော်တော်လိုင်းရင်နားမယ်ဆိုတော့အချိုးချိုးတိုင်းသူတို့မျက်နှာမြင်မိတယ်ကျွန်တော်နားမယ်ဆိုတော့အချိုးချိုးလိုက်မယ်ဆိုရင်သူတို့ရဲ့လယ်ဘင်းကိုနင်းတယ်လို့ပဲအဲ့တော့ကျွန်တော်တို့ရင်းဝင်ခဲအမှတ်6တန်ရင်နေနဲ့ကျွန်တော်တို့သွေးကြွေးတွေတောင်းမှုတွေရ တရားရှိတယ်။ရရှိတဲ့တို့ကကျွန်တော်တို့ကလူကြီးစပ်ဖို့ရကကျွန်တော်တို့ကဟိုစိတ်ဓာတ်လေးနဲ့ကျွန်တော်တို့ကတွားပြီးကောင်းမှလူကြီးကိုတောင်းလို့မရဘူး။ဟာငါပေးပါပေးပါသွားလို့လို့ကျွန်တော်တို့ရရရှိတဲ့အကျွေးကအကျွေးရှိတဲ့အိမ်ကခွေးကြိုက်ကောင်းကြိုက်နေတယ်။နော်ဓာတ်နဲ့ထိုးအောင်ထိုးထိုးနိုင်တယ်။အဲ့အချိန်မှာကျွန်တော်တို့ဓာတ်နဲ့ထိုးတဲ့ကောင်ရှိရင်ကျွန်တော်တို့ကဒီလူကြီးတောင်းမှာခွေးကြိုက်တဲ့ကောင်ရှိရင်အဲ့ခွေးကိုရိုက်မှတောင်းမှာတောင်းမှဖြစ်တော့ကဘလို့ဖြစ်တဲ့အဲ့ခွေးရိုက်ဖို့ဒုံရှိဖို့ကလည်းမိဘပြည်သူများနဲ့ကျွန်တော်တို့ကိုခွေးရိုက်ဖို့ဒုံတွေလက်နဲ့တွေ လည်းနဲ့ကြီခဲရန်နေကျွန်တော်တို့ကိုပါဝင်ကူညီပေးကြပါကျွန်တော်တို့အနေနဲ့ကတော့ဒီအကျွေးတောင်းဖို့တွားတဲ့နေရာမှာအဲ့အိမ်ရှင်က ရှိတဲ့ခွေးကကြိုက်ကောင်းကြိုက်ပြီးသေးကျွန်တော်တို့ကမရရရင်တောင်းပါအဲ့လိုမတောင်းခဲ့ရင်ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့ဟိုဒီကလာမကအဲ့လိုမျိုးဖြစ်ခဲ့ရင်အကျွေးတယောက်ကကျွန်တော်ဒီမှာယူထားတယ်ပေးပါအောင်ပေးပါအောင်တော့တောင်းအဲ့ကောင်ကပေးချင်မှပေးမှာအဲ့လိုလေသားငါမရပါဘူးလို့ပြောလို့မရဘူးကျွန်တော်တို့ အဲ့မရပါဘူးဆိုတဲ့သူရအောင်တောင်းရမယ်ဒီအကျွေးကိုကျွန်တော်တို့အဲ့အကျွေးကသွေးကျွေးဒူရင်မှုသွေးကျွေးဖြစ်လို့ရဲဘော်တယ်တန်သွေးကျွေးပဲအဲ့သွေးကျွေးကျွန်တော်တို့မရအောင်တောင်းမယ်အဲ့တော့မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ဒီအနောက်မြောက်လူမျိုးတိုးဆိုတဲ့ကမ်ပိန်းလေးကိုမိဘပြည်သူများအနေနဲ့ပါဝင်ကူညီပေးကြပါအောင်လို့ကျွန်တော်ရဲဘော်မောင်မောင်အနေနဲ့မြစ်တာရက်ခံပါတယ်